Hello အားလုံးမင်္ဂလာပါ Good Football Channel အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျော်ဒီဗီဒီယိုကတော့ဒုတိယဖိုင်ဖြစ်ပါတယ်စပိန်လာလီကာနဲ့ပြင်းထန်လူကူဝမ်ပွဲစဉ်သုံးသပ်ပြီးသားမှာဖြစ်ပါတယ်ပထမဖိုင်မှာတော့ပီးမြားလီရဲ့အီတလီစတီအေရဲ့ဂျာမန်ဘွန်ဒက်လီကာပွဲစဉ်သုံးသပ်ပြီးသားတဲ့ပထမဖိုင်တင်ပေးပြီးသွားပါပြီခင်ဗျာအော်ဒုတိယဖိုင်မှာတော့ကျွန်တော်ဒါလီနန်လီပဲကြံတော့တယ်ပေါ့နော်အဲ့တော့မနေ့ကတော့ကျွန်တော်ညီကိုလေးဒါအထီးကိုင်းနည်းနည်းလေးရှိသွားတယ်အဲ့တော့ဒီနေ့မှတော့ကျွန်တော်အကောင်းဆုံးပြန်ပြီးတော့ဂျိုးသားပေးမယ်မနေ့ကကျွန်တော်ပွဲရွေးထုံတာနဲ့မှားသွားတဲ့အတွက်ဒါထီးကိုင်းမှုနေရှိသွားတယ်ပေါ့နော် ော်အဲ့တော့လာဆမှာတော့ကျွန်တော်နိုင်ပွဲနဲ့စကြင်ပေမဲ့ဒါကန်ဆိုးသွားခဲ့တယ်ပေါ့နော်ဘွန်နယ်လီကဂိုးမပေါ်ခဲ့တာကကျွန်တော်တို့ကန်ဆိုးစီခဲ့ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်အကောင်ဆုံးပြန်ပြီးတော့ဖိုက်ကြတာပေါ့နော်အဲ့တော့ကျွန်တော်စူပါဆန်ဒေးမှာအကောင်းဆုံးအပေါင်းရအောင်ကျွန်တော်ကြိုးစားကြမယ်ကျွန်တော်ရဲ့ Viber Channel တေးရင် Channel မ join တဲ့ညီကိုရှင့်ရင်လည်းဒါဗီဒီယိုရဲ့ comment မှာ description မှာကျွန်တော် link တွေချပေးထားပါတယ်ညနေကျရင်တော့မောင်းတွဲတွေနဲ့ fit တွေနဲ့အားလုံးပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်ပွဲတွေကိုစပြီးတော့ပြောကြပိုက်ပါမယ် အပရောင်းပွဲကလီပန်ဒေးနဲ့ဆက်တာပြီးတော့ဒါစပိန်လာလီဂါပဲစပြောပြီးမြေခွန်နိုင်ခွန်မှကံမှာဖြစ်ပါတယ်လက်ရှိမှာဆက်တာဘီကိုကအဝေးကွင်းကနေလေဗန်25ပြားရှုံးကိုပေါင်းကြီး3လုံး65ပြားနိုင်အဲ့တော့ဆက်တာဘီကိုကလက်ရှိမှာဆင့်ဟွာပေါ့နော်73ခဏနဲ့နော်ဒါမနေ့ကအဆင့်ဆိုတော့လက်ရှိမှာကံပြီးသွားရင်ဆိုတော့အဆင့်74ကနေ76ပေါ့နော်76 74 76ဖြစ်သွားတယ်မနေ့က73 75ပေါ့နော်အဲ့တော့ အဆင့်14ရာနေ16ကိုပေးရာဒီကြီးကလက်ခံပေးလို့ရပါတယ်ဒါအဝေးကွင်းလည်းဖြစ်နေပြီးတော့တစ်ဖက်ကဆရာဘီကဒါအဝေးကွင်းဆိုတော့အရင်အားကောင်းတဲ့အထက်မှာမပေါအိမ်ကွင်းလောက်ပဲနည်းနည်းပိုကောင်းတဲ့အထက်မှာပါတယ်ပေါ့နော်အဲ့တော့ဒီနေသားမှာကျွန်တော်ဆရာဘီကဥရောပွဲပိုင်းကံလျာရှိလားဆိုတာဒါပြီးလို့ရှိရင်ကျွန်တော်ဂျာအဲ sorry dynamo sagret နဲ့ယူပါလိအဝေးကွင်းသွားကံမှုရှိနေတယ်အော်ဒီနေသားမှာဆရာဘီကိုဒီနေ့မှာ ထင်တယ်လို့အာထုတ်ပါမလားပေါ့နော်ဒါလေးတစ်ချက်ကျွန်တော်ဆုံးရလီပန်တင်းအနေနဲ့ကတော့ကျွန်တော်တန်ဆင်းဆုံနဲ့အရင်ကြီးကွာဟမှုမရှိဘူးတန်ဆင်းဆုံကဒီဘလန်စီယာနဲ့အဆင်းဆက်ချက်ကဘလန်စီယာနဲ့ရမတ်တူနေတာဖြစ်တဲ့သူအနေနဲ့အိမ်ကွင်းအားလေးကိုဒါတန်ဆင်းဆုံတန်ဆင်း တန်တက်လာတဲ့အတင်းပီပီပေါ့နော်အင်ငွင်းအားလေးကိုလက်ခံတားပြီးတော့သူတို့ဒါကြိုးစားမယ်ဆိုဒီနေ့မှသူတေးလောက်တော့ကစားနိုင်ကြီးရှိတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာတော့အဝေးကွင်းလာကန်မဲ့ဆယ်ရာဘီကိုအနေနဲ့ဥရောပွဲတင်ကန်ရရှိရတဲ့ချက်ရယ်လီဗန်ဒီအနေနဲ့တန်ဆင်းဆောင်ရယုံထွက်ဖို့ဆိုရင်အင်ငွင်းနဲ့မှာမဲ့ယူဖို့လိုအပ်တဲ့အချက်ရယ်ဒီအချက်နဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်လီဗန်ဒီဘော်ဒီကြိုက်ပါတယ်ဂိုးပေါင်းကတော့ အပေါ်လည်းမကြိုက်ဘူးအောက်လည်းမပေးခြင်းဘူးเนาะဘာကြောင့်လဲဆိုတော့ဒီပန်ဒီလီပန်ဒီရဲ့အိမ်ဝင်းကလားအာရဆိုတော့နောက်ဆုံးဒီပွဲသက်ကိုပေါင်းအပေါ်ကန်တာဖြစ်ရကိုပေါ့လေးရောနေခြင်းစရာကောင်းတယ်ဒါပေမဲ့တစ်ဖက်ကဆဲတာပြီးကိုနည်းနည်းလေးကလားအချွေတာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုပေါင်းအပေါ်ကြီးအရင်အာမပေးခြင်းဘူးကိုပေါင်းအောက်ကိုပေးခြင်းလားဆိုတော့ကိုပေါင်းအောက်ကလည်းစိတ်မချရတော့ကိုပေါင်းအောက်ကိုလည်းမပေးခြင်းဘူးခြေတန်းအရာကကိုပေါ့ကိုတက်ချင်တဲ့ခြေတန်းတစ်ပြက်ဖြစ်နေတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ဒီပြက်60ဝင်းခြင်းကကိုပေါင်းအပေါ်တက်နိုင်ခြင်းများတဲ့အတွက်ကိုပေါင်းအပေါ်လည်းမကြိုက်ဘူးအောက်လည်းမကြိုက်ပါဘူးเนาะ ဒီဘက်နေပေါ်ဒီကြောင်းမဲကျွန်တော်ပြင်ချင်ပါတယ်။အော်နောက်တစ်ပွဲကအလာဘတ်နဲ့အစပန်ညို9:45မှာကံမှာဖြစ်ပါတယ်။လက်ရှိမှာအလာဘတ်က level 25ပြားရှုံးနှလုံးကိုတည်ရီဝင်းကျင်ပြီးပေါ့နှလုံး5ပြားရှုံးအဲဝင်းကျင်တော့ပြီးနေတယ်။အော်ဒီပွဲကတော့ဂိုးပေါင်းအောက်သွားပြီးရာခိုင်နှုန်းများပြီးတော့မနေ့ကစပိန်လာလီဂါပွဲစဉ်တော်တော်များများဂိုးပေါင်းအပေါ်ဒီတောက်လျှောက်တက်နေတယ်ပေါ့နော်။အာဒီနေ့မှာတော့ဂိုးပေါင်းအောက်နေလာနိုင်ကြီးတော့ရှိရဲ့။အဲ့တော့ဒီ အစောပွဲဒီဘန်ဒီနဲ့ဆယ်တာဘီကိုကိုပေါင်းအပေါ်တက်တာဆိုရင်တော့ဒီအလာဘက်ပွဲစဉ်ကတီချာပေါင်းကိုပေါင်းအောင်တွားတော့မှာပေါ့နော်အဲ့တော့အဲ့လိုလေးတစ်ချက်တော့ကျွန်တော်စောင့်ပြီးတော့ကစားလို့ရရတယ်။အလာဘက်အနေနဲ့ဒီနေ့မှာတော့ကျွန်တော်ကိုပေါင်းအောက်ဒီကိုပို့ပြီးတော့ကြိုက်တယ်။ဘော်ဒီမှာဆိုရင်တော့အလာဘက်အင်အင်အင်ကွင်းအားပေါ့နော်။အင်ကွင်းမစိုးလာဘက်ကအင်ကွင်းဒီနေ့ရဒီမှာဟိုကစားထားတဲ့အထက်မှာဆိုမစိုးအောင်ကျွန်တော်တွေးရတယ်။ စီဘီလာကိုတတင်းမဲ့တပွဲပဲသူတို့ရှုံးလိုက်အီဂျီကိုဝမ်ဝမ်သူတို့ခံပြီးတော့ကစားထားတယ်ဘလန်စီယောတည်အဲရှီကိုနိုင်တယ်လီဘန်ဒီကိုနိုင်ထားတယ်ပေါ့နော်အော်ဒီနေ့သားမှာကျွန်တော်အေရှင်အလာဘက်ပဲကြိုက်တယ်ဂူပေါင်းအောက်လေးကြိုက်ပါတယ်နော်နောက်တစ်ပွဲကကျွန်တော်ဘာစီနဲ့အဲချီအော်ဘာစီကလက်ရှိမှာနှလုံးကိုတည်ရေ၃လုံး90ရှော့မနေ့ကနှလုံး55ပြားနိုင်မနေ့ကရီယယ်မက်ထရစ်ကြီးအောင်နဲ့အီဒီကိုလည်းကြီးအောင်နဲ့အောင်နာမဇုံဘော်တွေအောင်ဝါကြရပေါ့နော် အော် DNA ထားမှာကျွန်တော်တို့ဒီနေ့မှာဘာစီကြေးအောင်ပါမလားဒါကိုကျွန်တော်စဉ်းစားဖို့လွယ်နှစ်ပတ်ပဲဒီလို week to week မှာဆိုရင်အတင်းကြီး၃တင်းစလုံးစပိန်ကကြေးမောင်းတာပေါ့ကြေးမောင်းတာတွေ့ရတယ်ပေါ့နော်အဲ့တော့ရှေ့မှာနှစ်တင်းဒီတော်ဝင်မထွက်လို့ဒါမထွက်ညင်းတော့ကြေးအောင်သွားပြီဆိုတော့ဘာစီလိုနာအနေနဲ့ကြေးအောင်ပါမလားဒီတစ်ချက်ကကျွန်တော်တို့ဒီနေ့မှာဘာစီလိုနာကိုရွေးဖို့ဒါအခက်အခဲတစ်ခုဖြစ်စေတယ်ပေါ့နော်ဘာစီလိုနာအနေနဲ့ဒါပြီးလို့ရှိရင်ကျွန်တော် club blue game ကို베ဂျင်အောင်သွားဖို့သွားပြီးတော့ဒါ champion league ကစားဖို့ရှိတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ဖာစီကိုယူတော့ယူခြင်းတယ် ပြောမယ်ဆိုအရင်တစ်ပတ်ကဒီအဲ့အက်ကလစီကိုဒါဘီရှုံးပွဲကြောင့်ဘာစီဆိုတော့ဒီနေ့မှာပေါက်ကွဲရတော့မှာဗျာမဟုတ်ရင်သူရမက်ကပိုပြက်သွားမနေ့ကရီယယ်မက်ထွကထက်ပြီးတော့နိုင်ထားတာဆိုတော့လက်ရှိမှာသူနဲ့ရီယယ်မက်ထွဒီရှစ်မှတ်တောင်ပြက်နေအော်ဒီနေ့မှာသူတို့မနိုင်လို့တော့မရဘူးအဲ့တော့တကိုးနဲ့ပဲကတ်နိုင်မလားနှစ်ကိုးနဲ့ကတ်နိုင်မလားဒါကိုပဲကျွန်တော်ကြည့်ရမယ်တူတီနှလုံးတော့ဖြစ်မယ်ထင်တာမှာကျွန်တော်ကတော့တူတီဝင်ရုံးမှာတော့ဒါနှလုံးတော့ဖြစ်မယ်တုံးလုံးရောက်မရောက်ကိုပဲစောင့်ကြည့်ရမှာဆိုကျွန်တော်ဒီပွဲမှာတော့ ဟိုကြေးအောင်ကြေးရှုံးကိုခဏမေ့ထားပြီးတော့ဟိုမဖြစ်မနေရမဲ့လိုအပ်နေပြီနိုင်မဖြစ်တော့မဲ့အနေထားပြီးအဲချီကလည်းဒီအတင်းကြီးကြောင့်ဒုက္ခဆက်ပြီးနေမှာသူကဒီနေ့ချန်ပီယံလိတာဝင်ကန်လိုက်တော့ပေါ့နော်အဲချီကကျွန်တော်တော်တော်မုန်းနေအဲ့လိုမျိုးဆိုတော့အော်ဒီဘက်မှာကျွန်တော်ဘာကာပဲယူမှာပဲနော်ဘာကာပဲယူရနည်းနည်းတော့ risk တော့များတယ်ဟိုကြေးကြနိုင်ကြည်တော့များတဲ့အတွက်နည်းနည်းတော့ wish များတယ် and ညားတယ်ပေါ့နော်အော်ကျွန်တော်ဘာကာကြိုက်တယ်ဂူပေါင်းလဲကျွန်တော်အပေါ်ပဲကြိုက်တယ်ဘာကာဒီနေ့ပောက်ကွဲမယ်လို့ကျွန်တော်ယူဆတယ် ကျွန်တော်တို့31တို့40 41ဒီလိုမျိုးလာမယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘာကာကိုစုံပေါ်လေးယူပါမယ်မနေ့ကတော့စုံပေါ်လေးအောင်သားဖြစ်တဲ့အတွက်အန်ဒီရတော့များတယ်အဲ့တော့အကြိုက်သူမှပဲဆော့သေးချင်ပါတယ်နော်နောက်တစ်ပွဲကဘတ်တင်နဲ့မာလော့ကဘတ်တစ်ကတလုံး10ပြားနဲ့တလုံး90နိုင်အမနီကတလုံး10ပြားတလုံး90ပြားမှတော့မထူဘူးเนาะမနီရည်တီကြီးပဲဒီနေ့လည်းတီကြီးပဲအဲ့တော့ဘတ်တစ်ကတော့အင်ကွင်းဆိုရင်မစိုးပါဘူးเนาะဘတ်တစ်အင်ကွင်းလေးကကျွန်တော်တို့ဒါကျွန်တော်ကြိုက်တဲ့အချိန်မှာပါတယ် အဲဘယ်လိုပြောရမလဲဒူကခဏရယ်နော်ဒါပြီးရင်အိုလံပီယာအိုလံပီဟိုလိုင်ယွန်နဲ့ကြံရမယ်ယူပါလီโอเคမာလောကဝေးကွင်းလွန်ခံစစ်ပဲကလာတာဗျာနော်ခဏလေးအမတ်ပေးစရာကြောင့်တစ်ချက်ကြည့်မယ်ဘတ်တစ်ကအဆင့်ခွန်ကမာလောကဆက်ခွန်ခွန်ကနေဆက်ခွန်တလုံး၁၀ပြားနိုင်ကအဲကျွန်တော်စိတ်ထဲမှာတော့နုတယ်နော်နုတယ်ဒီတက်ပို့ပေးလို့ရ ဟိုဟာတန်းလင်းဆုံးနာအတင်းကိုဆိုတော့เนาะအော်မနစ်ကဗတ်တိအင်ကွင်းကဘယ်လောက်ပြီးခဲ့လဲဆိုတော့မနစ်ကတော့တလုံးအပြည့်နိုင်ပြီးတာဗျာเนาะမနစ်ကကြီးနေကြည့်မယ်ဆိုတော့ဒါဒီနေ့ပြီးနေဗတ်တိကဗတ်တိကြီးကတော်တော်ပြင်းနေခဏနောက်ဆုံး၃ချိန်လောက်ကြီးပြီးမယ်เนาะ 3ကြိမ်လုံးဟုတ်တယ်နောက်ဆုံး3ကြိမ်စလုံးဘတ်တစ်ကဒီ level တရားရှုံးဝင်ရိုးကိုအခြေခံပြီးတော့ပဲကြီးပေးခဲ့တာအဲတော့နှစ်ပွဲနိုင်တယ်1 3တပွဲ2 3တပွဲ1 2နဲ့တပွဲရှုံးတာအဲ့တော့ဒီနေ့ပေးနေကြီးอ่ะ1 plus 30ဆိုကြီးอ่ะတော်တော်လေးပြင်းနေတဲ့အထက်မှာပါတယ်မနေ့ကကြီးတန်းနဲ့ဟက်တွေ့တွေ့ဆုံမှုအရာကြီးမယ်ဆိုရင်ပေါ့เนาะ ဒါပေမဲ့လက်ရှိမှတ်ပေးစရာအရာကြည့်မယ်ဆိုရင်ဒီကြီးတန်းကနည်းနည်းလေးပြင်းပေးလို့ရတယ်1 mind 10 20လောက်အထိခေါင်းဆုံးထွက်ပေးလိုက်လို့ရမယ်လို့ကျွန်တော်ယူဆတယ်။အဲဒါပေမဲ့ 1D ဝင်ရိုးပဲခြေခမ်းတာဖြစ်တယ်ဘက်တစ်တလုံးတော့ဖြစ်တယ်။အော်ကျွန်တော်ဒီပွဲမှာဥရောပကန်စရာတော့ရှိနေတယ်ဆိုရင်ဘက်တစ်နိုင်နိုင်ကြီးများတယ်ဘက်တစ် body ပဲကြိုက်တယ်။ဂူပေါင်းကဒီ body 1D ဝင်ရိုးမှာဂူပေါင်းကြီးကတောင်းတောင်းအပြည့်နိုင်ဝင်ရိုးနဲ့ပိတ်ထားတယ်ဒီပွဲမှာတော့ကျွန်တော်ဂူပေါင်းအောက်ပဲကြိုက်တယ်။ဂူပေါင်းအပေါ်မကြိုက်ပါဘူးနော်။အဲ့တော့ဘက်တစ်နဲ့ဂူပေါင်းအောက်လေးတွဲပေးချင်ပါတယ်နော်။ အကြောင်းနောက်တစ်ပွဲပြင်းထန်လီဂူဝမ်းသွားပါမယ် Ranish Ness Stratford 8နိုင်ခွဲမှာကံမှာဖြစ်ပါတယ် Ranish ကလက်ရှိမှာဆယ်ပြားရှုံးပေါ့နော်ဒယ်ဒယ်ပဲပြောပါတော့ဒယ်ဒယ်ဆယ်ပြားရှုံးခေါင်းစွန်းလေးထွက်တာလေကိုပေါင်းကြီး၃လုံးကို45ပြားနိုင်မနေ့ကလည်းဘာမှတော့အပြောင်းလဲတိတ်မရှိဘူးဒီဒီဝင်းကျင်နေပဲကြီးတယ်ပေးထားတယ်ပေါ့နော် အော်ဝန်နီကတော့ကျွန်တော်တို့လက်ရှိကန်နေကာရန်ဖောင်ကြည့်မယ်လို့ဒီလေးဘွဲဆက်ကိုပေါင်းအပေါ်ကြီးကန်ထားတယ်အင်ကွင်းမရွေးအဝေးကွင်းမရွေးဂိုးလဲရတယ်ဂိုးလဲပြီးတယ်အဲဒီလိုပုံစံလေးသွားနေလက်ရှိမှာစတပ်ဘောကကာရန်ဖောင်တော်တော်လေးကောင်းတယ်စတပ်ဘောလည်းအဆင့်၄ထိအောင်ရက်ရက်ရောက်နေရပါတော့အဲ့တော့အဆင့်၁၁ကရန်နစ်ကအဆင့်၄က strap block ကိုခေါင်းစွန်းလေးထွက်ရှင်နေရတော့ဒီနေ့မှာ strap block ကြီးမပီးရဘူးအပေါ်ကအတင်းအနေနဲ့ဒါရှေ့မှာကျွန်တော်တို့အပေါ်ကအတင်းနေဆိုဒါဝင်းဝင်းဆိုမဲ့ level 30ရှုံးလို့ဒါ hot fire လို့ပြောဆိုပေးထားတွေ့ရရပေါ့နော်ဒါပေမဲ့ဒီနေ့မှာ strap block ကကြီးမပီးဘူးဒီ running ကတော့မှ level 10ပြားလောက်ပေးနေပေးကြည့်နေတယ်ပွဲနီးလို့ကံကံနီးလို့ level 20 30ရှုံးတော့ပြီးနေမှဒီနေ့မှာ runage body ကောင်းနေပေါ့နော်အော်ကျွန်တော်ကဒီပွဲမှာ runage body ကြိုက်တယ်နောက်တစ်ခုကနှစ်တင်းစလုံးရဲ့လက်ရှိ current form က ကိုပေးကိုယူများတယ်ဟတ်တူရဲ့တွေ့ဆုံမှုတွေမှာလည်းဒါဟိုအနိုင်ရှုံးပြက်သားတယ်ကိုအိမ်ကွင်းသူ့အိမ်ကွင်းနေမှာအနိုင်ပွဲတွေရအောင်ကြိုးစားကြတယ်ဟို ဂူမရတာဆိုလို့ပေးကူနေတာဆိုလို့ဝမ်းစီးနဲ့ဝမ်းဝမ်းနှစ်ပွဲလောက်ပဲတွေ့ရတယ်ပေါ့နော်အဲ့တော့တော်တော်များများပွဲဒီမှာဂူပေါင်းပေါ်တက်ထားတာဆိုတော့ဒီပွဲမှာကျွန်တော်ဂူပေါင်းပေါ်ကြိုက်တယ်လက်ရှိ current form running ရဲ့ current form အရကလည်းပေးကူရကူများနေတယ် strap ball ကလည်းလက်ရှိ current form မဆိုးတဲ့အထဲမှာပါနေတဲ့အနေအထားမှာဂူပေါင်းပေါ်တုံးလုံး40နိုင်50နိုင်ဝင်ဝင်ကျင်ကဒါဂူပေါင်းပေါ်တက်နိုင်ကြီးများတယ်အဲ body ကတော့ကျွန်တော်အောက်ဒီအောက်အမှတ်ပေးစရာအောက်ကနေအပေါ်လှန်ကြီးပေးတဲ့ running body လေးကျွန်တော်ကြိုက်ပါတယ်နော် နောက်တစ်ပွဲကလိုင်းလီနဲ့အန်ကာလိုင်းလီကတလုံးအပြည့်ရှုံးတော်လုံး50နာဒီပွဲကဘော်ဒီနဲ့ကိုပေါင်းကြီးတားလာတာမဖြစ်ဘူးကောနော်ဟိုမနေ့ကတော့တလုံးတော်လုံး80နာရီလောက်ပြီးနေတယ်ဟိုဘော်ဒီကတလုံး95ပြားရှုံးတယ်ဒီကြည့်တယ်မဲ့ဘာမှမပြောင်းလဲဘူးကိုပေါင်းကြီးနည်းနည်းလေးတော့ပြင်းတဲ့ဘက်ကိုတော့ရောက်လာဒီတက်ပူပြင်းပူကောင်းတယ် 3G လောက်ရောက်ပူကောင်းတယ်ဘာလို့ဘော်ဒီနှလုံးမှအပြည့်နိုင်တဲ့အချိန်မှာကိုပေါင်းကြီးကတော်လုံးတင်းလာရင်ပြား90လောက်ရနေပြီဆိုတာဒါ ဂူပေါင်းကြီးနုရဲ့ထဲမှာပါတဖက်ကအန်ကားကဂူပေါင်းအောက်ကန်တဲ့လက္ခဏာရှိတဲ့အတင်းလိုင်းဒီကတော့နည်းနည်းလေးအိမ်ကွင်းဆိုဂူပေါင်းအဲတိုက်စစ်ကလုံးလုံးတယ်ဂိုးလည်းပေးရတယ်ဂိုးလည်းရတယ်တိုက်စစ်ဂူပေါင်းအပေါ်လေးကန်တဲ့အထက်မှာပါတယ်နောက်ဆုံးတွေ့ဆုံမှု၅ချိန်ကိုကြည့်မယ်ဆိုနှစ်တင်းစလုံးက ဟိုဂူပေါင်းပေါ်မတက်ထားဘူးဂူပေါင်းအောက်တည်းပဲသွားတာငါးညင်ဆုံး1စီး2ပွဲပါမယ်2စီး2ပွဲ11တပွဲဆိုတော့အဲ့တော့ဒီနှစ်တင်းတွေ့ဆုံမှုတိုင်းမှာတော့ဂူပေါင်းအောက်ထားတာဖြစ်နေပေါ့နော်ဂူပေါင်းအောက်ထားတွေ့ရတဲ့အတွက်လက်ရှိမှာလည်းဒါတစ်ဖက်ကအင်ရှင်ကဘော်ဒီကျဉ်းတန်းပြင်းနေလို့တော့ဂူပေါင်းကိုတောင်းလုံး50နိုင်ဝင်ကျင်လောက်ကိုထားပေးထားတကယ်ဒါဘော်ဒီကျဉ်းတန်းတောင်းဘော်ဒီကျဉ်းတန်းကတလုံး50ရှုံးနဲ့တလုံးတည်ရီလောက်ပဲဆိုရင်တော့ဂူပေါင်းကြီးတောင်းလုံးအပြည့်နိုင်လောက်ပဲဖြစ်လောက်တယ်အဲ့တော့ဒီပွဲမှာကျွန်တော်ကကိုမောင်အပေါ်ကြီးကိုမကြိုက်ဘူး 50ရင်းပဲဗျာကျွန်တော်တုံးလုံးကြီးအရောက်ခံတယ်ကျွန်တော်ဂူပေါင်းအောက်ပဲကြိုက်တယ်နော်ဂူပေါင်းအောက်ကြိုက်တယ် body mark ကအင်္ဂါကနည်းနည်းလေးအန်နေများ line လေးကိုနေရလားဆိုတော့နှလုံးပြတ်မှကြီးအောင်ပါဆိုနည်းနည်းလေး wrist တော့များတယ် line လေးအနေနဲ့ဒါပြီးရင်ကျွန်တော်တို့ကာဘီနာစားပြီးတောင်းဝေးကွင်းဒီယူပါလီကံမှုရှိရအတွက်ကျွန်တော်ဒီဘက်မှာ body လက်ရှောင်ကျင်တယ် line လေးလည်းမကြိုက်ဘူးအင်္ဂါကိုလည်းအရင်မယုံရဲသေးဘူးပေါ့နော်ပြီးခဲ့တဲ့ပတ်တော့ ဒီမာစီနဲ့မတိုင်ခင်ကျွန်တော်လော်ရီနဲ့ပွဲဆိုကျွန်တော်အန်ကနဲ့အန်ကကိုတော့လိုက်ပြီးခဲ့တာရှိရပါတော့အဲ့တော့အိမ်ကွင်းလည်းဖြစ်တော့ယူပြီးခဲ့ဒါပေမဲ့ဒီနေ့မှာအဝေးကွင်းဖြစ်နေတယ်ရှေ့မှာလည်းမာစီကိုတူတူခံကစားထားတာဆိုအတင်းကြီးနဲ့တင်းကိုဇက်တိုက်ကြီးသူတည်ရအောင်တော့ကစားနိုင်မှာမဟုတ်ဘူးအဲ့တော့အန်ကအနေနဲ့လည်းအန်ဒီများတယ်လိုင်းလီကလည်းနှစ်ကူပြတ်မှဆိုအန်ဒီများတယ်ဒီပွဲမှာကျွန်တော်ဂိုးပေါင်းအောက်လေးပဲကြိုက်ပါတယ်ဂိုးပေါင်းအောက်ပြား90တော့ရှင်းရမယ်၃လုံးထိတော့ရောက်နိုင်တယ်၄လုံးရောက်ဖို့တော့ခက်တယ်အော်ကျွန်တော်ပြား90ရင်းပြီးတော့ပဲဂိုးပေါင်းအောက်ပဲကြိုက်ပါတယ်နော် နောက်တစ်ပွဲက Nantes နဲ့ Match Nantes က level 60ရှုံးပေးနေနှလုံးကို90ရှုံးမနီးက level 100နှလုံး85ဆိုတော့ body ကြီးနေကြလာတယ်ကိုပေါင်းကြီးတန်းနေတော့ပြင်းလာတဲ့ဘက်ရောက်လာတယ်ပေါ့နော်အဲ့တော့ Match ကတော့ကျွန်တော် Match ကိုတွေ့တိုင်းဘက်ကန်တာပြီးခဲ့တဲ့ဘက် Giant မှာတော့ Lance ကိုတော့ပြီးခဲ့တာ Lance ကရှုံးသွားတယ်ဗျ Match ကနိုင်သွားတယ်တူးစီးနေနော်ဟိုကျွန်တော်မထင်မှတ်တာဖြစ်သွားတယ်ပေါ့နော် အဲ့တော့ဒီနေ့မှာ Nandesh ကလက်ရှိမှာဆင့်55 Mask ကအောက်ဆုံးပါပဲပေါ့နော်။55ကနေ78ကို level 69ကတော့လာလက်ခံပေးလို့ရပါတယ်နော်။တန်သေးလုံသားအတင်းတင်းအတင်းရှင်းရှင်းပဲဆိုတော့ကိုပေါင်းကြီးဒီထက်ပြင်းလာပါစေပဲကျွန်တော်ဆုတောင်းတယ်။ဘာကြောင့်လဲဆိုတော့နေ့တင်းစလုံးတန်သေးလုံးရုံအားရှိနေတဲ့ကို ွင်းမှရမယ်။နန်တက်ရဲ့လက္ခဏာအရာကတော့ဂိုးပေါင်းအောက်ကန်တဲ့လက္ခဏာ။မက်ကတော့သူကဂိုးမတွင်းနိုင်သူကနောက်တဲ့ညနေဂိုးလေးပေးနေတယ်သူ့ကိုလာကန်တဲ့အတင်းကြီးရာဂိုးဂိုးတွင်းမှသူကအဲ့သူ့ပွဲရဲ့ဂိုးပေါ်တက်တာများတယ်။ဒါပေမဲ့သူကသူ့ကိုယ်တိုင်ဂိုးတွင်းလို့လာလို့မဟုတ်ဘူး။သူက၈ဂိုးပဲရတာ26ဂိုးတော့ပေးထား။ခံစစ်တော်တော်ညံ့။အော်နန်တက်ဒီနေ့ဂိုးရလောက်တယ်။အင်ကွင်းလည်းဖြစ်နေပါတော့။တန်းတင်းလုံးရောလည်းရှိနေတဲ့အတွက်ဒီပွဲကိုကျွန်တော်နန်တက်ဘော်ဒီကြိုက်တယ်ဂိုးပေါင်းအပေါ်ကြိုက်တယ်။ ကိုပေါင်းဒီတဲ့ပိုပြင်းပါစေလို့ကျွန်တော်ဆုတောင်းနေနှလုံး80ရှုံ90ရှုံနည်းနည်းလေးလိုအပ်ချက်ရှိနေတည်းရောဒီတဲ့ပိုပြင်းတော့ပိုကောင်းတယ်မနော်အော် Nandash နဲ့ကိုပေါင်းအပေါ်လေးကျွန်တော်ရွေးပေးချင်ပါလေနောက်တစ်ပွဲ Lunch နဲ့ Lorry ရဲ့ Lunch ကတလုံး20ရှုံ3လုံး45ပြားနိုင်အော် Lunch ကနောက်ဆုံးပွဲစဉ်မှာသူတို့ဂျာရက်မှာရှုံထားတယ်အော်ဒီရှုံးကသူတို့ပြန်ပြီးရောအိမ်ကမှပြန်ပြီးဘောင်းပက်လုံမလားပေါ့နော်နောက်တစ်ပွဲသူတို့ မူနာကိုသွားကန်ရမယ်ပြီးရင် strap block ခြေလမ်းကောင်းနဲ့ကားလမ်းဖောင်ကောင်းနဲ့ strap block နဲ့ကန်ပါ lunch နေနဲ့နည်းနည်းလေးနောက်နှစ်ပွဲကသူ့ကိုနည်းနည်းဒုက္ခပေးမယ်နှစ်တင်းုံနဲ့ကန်ရမှာဒီနေ့မှာသူတို့ဒါ lorian လိုအတင်းမျိုးကိုတော့နိုင်အောင်ကန်တင်တယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာ lunch တစ်လုံးနဲ့တော့ဖြစ်တယ်ပြား23နဲ့တော့ body ဒါရင်းရမယ်ကျွန်တော် lunch body ကြိုက်တယ်ကိုပေါင်းမှာဆိုတော့အပေါ်ပဲကြိုက်ပါ lorian ကလည်းတန်ဆင်းဆုံးရုံဝရှိရယ် lorian ဒီဒါကျွန်တော် lorian ကိုပေါင်းပေါ်ယူပေးခဲ့ဘူးရယ်နော်အဲ့တော့ကိုပေါင်းပေါ်ကန်တဲ့လက္ခဏာရှိရယ်အဲ့တော့ဒီပွဲမှာ နောက်ဆုံးနှစ်ပွဲကိုကြည့်လိုက်မယ်ဆိုကိုပေါင်းအောက်ထားတယ်ဗျာအဲ့တော့ကိုပေါင်းအောက်ထားတဲ့ဒီ Lorian နှစ်ပွဲမှာဒီ3 black 50ဆိုတော့အောက်တင်း Lorian 900ရမှာမလို့ဒီဂျီတန်းဖွင့်တာပေါ့နော်တကယ်လို့အောက်တင်းဒီ Lorian အနေနဲ့900မရဘူးဆိုရင်ရှိက1-20 30မှာကိုပေါင်းချင်း3လုံး90နဲ့ပဲပိတ်မှာပဲနော်အော်ဒီဘက်မှာ Lance လဲ900ရမယ် Lorian လဲ900ရမယ်လို့ယူဆတယ်အဲ့တော့ကိုပေါင်းအပေါ်ကြိုက်တယ် Lance body ကြိုက်ပါတယ်နော်နောက်တစ်ပွဲက တူလော့နဲ့လီဟာပဲတူလော့တလုံး80နိုင်နှလုံး65ပြားရှုံဒီပွဲကကျွန်တော်ဖူအန်ပွဲနဲ့အတူတူပဲကြည့်ရနော်အဲ့ကျွန်တော်ကတူလော့ကိုအိမ်ငွင်းတော့ကြိုက်တယ်နော်အဲ့တော့ဘာမှတော့ ။ညာကြီးတော့မပြောတော့ပါအဲ့ဆိုတော့နော်သူ့လော့ပဲယူပေးရမှာ body ပဲယူမယ်ဒီဘက်ကိုပေါင်းရှောင်မယ်မနေ့ကဖူဟန်မှာကျွန်တော်တင်ခန်းလာယူပြီးသွားရယ်နော်ကိုပေါင်းအောက်ကိုထပ်မယူကျင်တော့ဘူးပြီးတော့တူလော့ကအိမ်ဝင်ကိုတွင်းရကောင်းနေပြန်နော်အဲ့တော့တူတူမိုင်း65 90လာဖွင့်ထားရယ်ဆိုမှကိုပေါင်းအပေါ်တက်လာနိုင်ရှင်ရှိတယ်အာလီဟာဘီဘက်ကဂိုးရမရပဲကျွန်တော်စောင့်ရမှာပေါ့နော်ဒီဘက်မှာကျွန်တော်တူလော့ body လေးပဲကြိုက်တူလော့ body လေးကြိုက်တယ်ကိုပေါင်းကတော့လက်ဆောင်ကျင်ပါတယ်เนาะအတူလို့အဆင့်6မှာလီဟာပေးက7နှစ်မှာ ကိုကနေစနစ်ကိုတလုံးဒါ80နိုင်60နိုင်ဆိုတော့ဒါလက်ခံပြလို့ရပါတယ်နော်အများကြီးအဆင်ကွာချက်မရှိဘူးဆိုတော့အော်လူတူလောက်ဘော်ဒီလေးပဲကြိုက်တယ်ကိုပေါင်းကတော့လက်ဆောင်ချင်ပါတယ်နော်ကိုပေါင်းကြီးပြင်းတော့အပေါ်ဆော့လို့ကောင်းတယ်ဗျဒါပေမဲ့နှလုံး65ပြားရှုံးရတော့အန်ဒီများတယ်အပေါ်တက်ဖို့နည်းနည်းလေးအန်ဒီများတယ်ပေါ့နော်ကိုပေါင်းရှောင်းလိုက်ပါတူလောက်ဘော်ဒီလေးပဲယူလိုက်ပါအနောက်ဆုံးတစ်ပွဲကတော့ brush နဲ့ line ယူပေါ့နော် line ယူကဝေးကွန်း level 50ရှုံ3လုံးအဲ sorry နှလုံး95ပြားရှုံးအာကိုပေါင်းရင်တော်တော်ကြီးကြပါမနေ့က3လုံး40နိုင်ပေးထားတာဗောနော်မနေ့က line ရောကိုပေါင်းရင်3လုံး40နိုင်ပြီး body က45ပြားရှုံး body မပြောင်းလဲကိုပေါင်းကြီးပြုတ်ကျလာတယ်အဲ့တော့ကျွန်တော်တို့ဘာတစ်ချက်ဘာချက်နေကြည့်ကြချင်းနောက်ဆုံး9ချိန်မှာ3ချိန်ခိုးပေါ်တယ်ဗျာနော်21 43ရေနေတော့ကိုးရေပေါ်တာ2ချိန်မဲ့ကိုပေါင်းအောက်ထားတယ်။ Okay. Bells ကဒါဘီမာစီကိုအဝေးကွင်းသွားခင်ရမယ်။ဒါပဲရှိတယ်။ လိုင်ယုံကဘတ်တစ်နဲ့အဝေးကွင်းယူပါလိကံမှုရှိတယ်နော်ပြီးရင်ပြန်လာ PSG နဲ့အင်းလိုင်ယုံကနည်းနည်းပွဲကျက်နေပြဒီနေ့သူတို့အမှတ်ယူထားမှရတယ်သူတို့ဒီနေ့ရှုံးတာလို့သိကြတာလို့သူနည်းနည်းလေးတိုင်ပတ်သွားတော့ဒီယူပါလိလိုင်ယုံကအဝေးကွင်းဘတ်တစ်ကိုလည်းတွားကံပြန်လာရင် PSG နဲ့ကံမှာဆိုတော့အင်အားကြီးချင်းချင်းဆိုတော့ PSG နိုင်ဖို့ကလည်းခက်တယ်လေနော်အဲ့တော့ဒီနေ့သူတို့အမှတ်ဆုံးရှုံးဖို့အမှတ်ဆုံးရှုံးလို့မရတော့ဘူးပြအဲ့တော့ကျွန်တော်ဒီဘက်မှာ လိုင်းယုံကျော်အစဂိုးပေါ်ကြိုက်တာဗျာနော်ဒီဘွဲဂိုးပေါင်းကြီးကြာလာတော့တိုင်ပတ်သွားတယ်။အော်လိုင်းယုံဘော်ဒီပဲရွေးပေးလိုက်ပါဒီဘွဲတော့လိုင်းယုံဘော်ဒီလေးကြိုက်တယ်။ဂိုးပေါင်းကိုတော့လက်ချောင်ကျင်တယ်ဂိုးပေါင်းလက်ချောင်လိုက်တော့မယ်နော်။တုံးလုံးလေးလျှံတုံးနှလုံးနှလုံးအပြည့်ရှုံဖြစ်သွားတုံးလုံးပြည့်နိုင်ဖြစ်သွားတယ်ဆိုတော့ဂိုးပေါင်းတော်လေးပြုတ်ကြသွားတယ်နော်။အဲ့တော့ဂိုးပေါင်းအန်နီများရင်လက်ချောင်ပေးလိုက်ပါမယ်။ဘော်ဒီမှာတော့ကျွန်တော်လောအဲ sorry ဒီလိုင်းယုံဘော်ဒီပေါ့နော်။လိုင်းယုံဘော်ဒီလေးပဲကျွန်တော်ကြိုက်ပါတယ်။အဲ့တော့ဒီနေ့တော့ဒါ ဒီလောက်ပါပဲเนาะအဲ့တော့ကျွန်တော်ချီးမြှောက်ပွဲတွေတော့ဒါအကုန်လုံးပြောပြီးပြီးသွားပါပြီเนาะ ော်ဖိုင်တော့နှစ်ဖိုင်ခွဲပြီးတင်ပေးထားပါတယ်ပထမဖိုင်မှာပြီးများလီပါညာပြောပေးထားတယ်ဗျာနော်ဒါဒူဒီဖိုင်မှာတော့စပိန်နဲ့ပြင်တင်ပဲပြောပေးထားတာဖြစ်ပါလေအော်ညနေကျရင်တော့ကျွန်တော်ဒါ Bye Bye Channel တတိယ Channel မှာအလုံးပြန်လည်တွေ့ဆုံကြပါမယ် Free Ticket တွေလာပါမယ်မောင်ရွှေရှယ်မှုတွေလာပါမယ်နော်အော် Super Sunday မှာတော့ကျွန်တော်ပြန်ပြီးတော့အကောင်းဆုံးဖိုက်ကြတာဗျာနော်မနေ့ကတော့ကျွန်တော်ရွေးထုတ်တာမှားသွားတဲ့အတွက်ဒါအပေါင်းမပြဘူးအနှုတ်တွေပြသွားတယ်အော်ဒီနေ့တော့အကောင်းဆုံးပြန်လည်ကြိုးစားပေးပါမယ်အားလုံးအဆုံးထိကြည့်ကြည့်ပေးကြတော့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ကြပါစေအားလုံး ကိုယ်လက်ပါခင်ဗျာအားလုံးစုပါစန်ဒီမှာအပေါင်းအများကြီးပြကြပါစီလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာ